ုံးမဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမြတ်တန်းတင်ရေးသားတဲ့ဓာတောင်ကိုကြော်၍မိပင်လေကိုဖြတ်မြေဆိုတဲ့ဝိထုရဲ့အပိုင်း73ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ဓာတောင်ကိုကျော်၍မိပင်လေကိုဖြတ်မြည်အပိုင်း73အသက်16နှစ်သားတွင်တန်ချောင်းပင်လေတို့လိုက်သည်ပင်လေလိုက်သည်ကို အမေကသဘောမတူပင်လေတွင် အဖေအသက်ဆုံးရှုံးခဲ့ရသည့်အတွက်ပင်လေကို အမေစိတ်နာသည်ပင်လေနှင့်ပတ်သက်ရမည့်အလုပ်မျိုးကို အမေဝေဝေးကရှောင်ကြဉ်သည်တို့ရတွင်တန်ချောင်းက အမေနှင့်ပြောင်းပြန်ဖြစ်သည်ပင်လေကိုစိတ်ဝင်စားသည် အင်းလေဤတဘောကို သူတည်ကျင်သည် သူဖေကိုဝါမျိုးစားတော့ပြစ်ခဲ့သောပင်လေသည်မြည်သည့်အရာနည်းသူငငယ်တုန်းကပင်လေဤပုံမြင်များကိုအဖေထံမှကြားခဲ့ပူသည်အဖေမရှိသည့်နောက်တွင်လည်းအမိထံမှတဆင်ကြားရသည်မြခင်ပြင်ကျဲကြီးတစ်ခုတွင်ထိုတော်မြည်ကျွဲရန်ကြီးတကောင်ပြေးလာသလိုအပြောကျဲသောပင်လေပြင်ကြီးတွင်ကြောက်မက်ဖွယ်အတန်ကိုပြုတ်ကပြေးလာတတ်သော လေပွေလှိုင်းကြီးများအကြောင်းကျွေရန်ကြီးဖြတ်ပြေးရာလမ်းတလျှောက်တွင်တစ်ပင်မြက်ပြင်တို့ဖယိုဖယဲဖြစ်ကြံခဲ့သည့်ဤသူလေပွေလှိုင်းကြီးဖြတ်တန်းသွားရာတလျှောက်တွင်ကတောင်ကနင်းဖြစ်ကြံရစ်ခဲ့သောပင်လေလှိုင်းတပိုးကြီးများအကြောင်းကြောက်ဆောင်ကြီးများမျောနေတကဲ့သို့ရေပြင်ထက်တွင်သုံးလေးရက်မျှတက်ခါနေစာလုံတတ်သော လင်းပိုင်ကြီးများအကြောင်းထိုအခါမျိုး၌၎င်းတို့၏ညှိဆို့ဆို့အနံ့ကြီးသည် မိုင်ပေါင်းများစွာအထိပြန့်နှံ့နေတတ်သည့်အကြောင်းဒုံမြန်ထိပ်ဖို့ကြီးတစ်ခုတက်လာသလိုမိလိုက်ချိန်တွင် ပင်လယ်ပြင်ထက်ဝါတရိုက်လောက်မြင့်ထိတန်တန်မမတ်ကြီးတက်လာက ကစားမျိုးတူလျက်ရှိသည့်ငမန်းများအကြောင်းမိတောင်ကြီးပောက်ကွဲထွက်သလိုရေတို့ကိုရှုကနေမှုတ်ထုတ်၍ပြန်တက်လာသောငပြန်ကြီးများအကြောင်းတမိုင်မျှကျယ်၍မိုင်ပေါင်းများစွာရှည်လျသောငါးအုပ်ကြီးများရွှေ့ပြောင်းသွားလာကြပုံအကြောင်း ကုံမြေဟုထင်ရသော ပင်လေတန်လျက်များအကြောင်းညတွင် တဝင်းဝင်းတောင့်နေကြသော ပင်လေမိဆုံများအကြောင်းထောင်ပေါင်းများစွာသောပင်လေကနန်းအိုကြီးများပင်လေတို့တားချဆင်းကြသည့်အကြောင်းဘိုင်လာအိုကြီးပွက်ပွက်ဆူတကဲ့သို့တဟဲဟဲအော်မြီစုပွက်လျက်ရှိသော ပင်လေဝဲကြီးများအကြောင်းဝဲကြီးများအရွေးလိုက်တကဲ့သို့တွန့်လိန်ကောက်ကွေကအဆုံးအစရှားမရသော ပင်လေရေစီးကြောင်းများအကြောင်း အလွန်ခွန်အားကြီးသည့်ပင်လယ်ဘလူးကြီးတစ်ကောင်ကလေးညို့ပြင်းပြင်းဖြင့်ပြစ်လိုက်သည့်နောက်စလုံးကြီးတစ်လုံးနဲ့ထင်ရအောင်ရေထဲတွင်ဝှီကနေလှစ်ကနေလင်းမြန်စွာဖြတ်တန်းသွားတတ်သည့်ကပလေးကြီးများအကြောင်းပင်လယ်ပြင်အောက်တနေရာကပင်လယ်ဘလူးကြီးနှစ်ကောင်ရံဖြစ်၍တပ်ပုတ်ကြသည့်နယ်ပင်လယ်အောက်ကတနေရာမှပေါ်ထွက်လာတတ်သောတော်လေးတကယ်သို့အတန်ကြီးများအကြောင်းမုံတိုင်းတိုက်သည့်ခါများတွင် အိမ်လုံးလောက်ထိမြင့်တက်လာသော ခွေလက်၍အနိရှိအရာမှန်သမျှကိုဝါမျိုးခြေဖွားဖြစ်စည်းတတ်သော ဖြာလိတ်လှိုင်းကြီးများအကြောင်းတခါတရံယာတိဥဒုကြည်လင်ပါလျက်နှင့်လှိုင်းပွဲ့ကြီးတွေထကလူစတေးရန်တောင်းသောပင်လေဤအော်တန်ကြီးများအကြောင်းပျော့စီတုံရင်လျက်ကြီးလိုက်လျင်ကြောက်ကြောတုံးကြီးတုံးလိုအန်ဒီရဲ့ကင်းတရောင်ထင်ရတော်လဲရေတရဝါများကိုစုပ်ဝါမျိုးဖြစ်သော ပင်လေမြော့ကြီးများအကြောင်း ကြောက်ပန်းပွင့်ကြီးတပွင့်လိုရေပေါ်တွင် ပေါ်နေရမှနှမောင်သောရေရောက်သို့ငုတ်ရှိုးပြောက်ွယ်သွားတတ်သောပင်လေရေတရေကြီးများအကြောင်းရန်သူနောက်သို့လိုက်သောရေငုတ်တင်းမောဒဇင်းပမာသွေးနှံ့ရသည်နှင့်အနက်နောက်သို့တန်း၍လိုက်လာသော ခုတ်ငမန်းကြီးများအကြောင်းတန်ချောင်းသည် ပင်လေ၏ပုံပြင်များကိုကြားရကလေးကပင်လေသို့ရောက်ဖို့ခြင်းသည်လျှို့ဝှက်ဆန်းကျဲသော ပင်လေကို သူတွေ့ခြင်းသည် အဖေကိုပင်လယ်ကဝါမျိုးစားတောက်ပြစ်လိုက်ပြီးဆိုတော့အခါတန်ချောင်းသည်ပို၍ပင်လယ်ကိုတည်ကျင်လာသည် အချို့ကပင်လယ်တွင်ပျော်ကြသည်အချို့ကပင်လယ်ကိုကြောက်ကြသည်ကြောက်ဖွယ်ရတအပြင်ဂျင်းနူးဖွယ်ရတကိုပိနှိုင်သော ပင်လယ်ဆိုသည့်အရာသည်ဘယ်ယာနီတန်ချောင်း၁၆နှစ်အရွယ်တွင် အမေမသိအောင်ပင်လယ်သို့လိုက်သွားသည်ဝေးဝေးလန်လန်မဟုတ်မြေကျွန်းစုများပဲစီတို့ထွက်တော့ တငါလေးများနဲ့လိုက်ချင်းဖြစ်သည်ပင်လေသည်သူထင်ခဲ့သည်ထက်အံ့ဩစရာကောင်းနေသည်ပျော်စရာကောင်းနေသည်လေပေါ်မှမွေး၍လေပေါ်မှသေးသွားကြသောစလုံးတွေလိုသူနေခြင်းသည်ပင်လေလှိုင်းတံကိုသူနားထောင်ခြင်းသည်ပင်လေလှိုင်းတံကိုပင်လေထဲမှနားထောင်ရခြင်းသည်ကုန်းပေါ်ကနားထောင်ရခြင်းနှင့်မတူပို၍မြည်ဟိန်သည်အဝေးပြည့်အမြောက်ကြီးများပြစ်ခတ်နေတဲ့ကဲ့သို့ထင်ရသည် ထိုတံများသည်ပင်လယ်ကြီးကို လျှို့ဝှက်ဆန်းကျဲခြင်းခန္ဓာကြီးကျဲခြင်းတို့ပို၍လေးနေစေသည်ကဘာဆောင်ကြီးများပေါ်တက်၍ငှက်တိုက်၌သူများကို ကြည့်၍လဲတန်ချောင်းအံ့ဩရသည်မြင်မာလေးသောကဘာမြင့်ကြီးများအလေတွင်ငှက်တိုက်များရှိသည်ငှက်တိုက်ရှိရာသို့ဓာတ်ကိုကျိုးချီကာတွေ့လောင်ဆင်းလာကြရသည်နိုင်ငံကြီးတစ်ခုတွင်ချိတ်ဆွဲထားသောအယုတ်ကလေးများနှင့်ပင်တူသေးသည် အင်လေကပြန်လာတော့အမေကစူသည်ငိုလဲငိုသည်တို့ရတွင်တန်ချောင်းကိုတမရပင်လေတွင်တန်ချောင်းပျော်သွားပြီဒီကစား၍တန်ချောင်းသည်တံငါလေးများတွင်လူငါလိုက်သည်ဒီတော့တွင် ခင်ကြီးနှင့်တွေ့ခြင်းဖြစ်သည် ခင်ကြီးသည်ဇေပြူတောင်နာက ပိုက်တကြီးသမီးဖြစ်သည်သူ့ဖေကတံငါလေး၄၅၀စင်းနှင့်နိုင်လွန်ပိုက်များကိုပိုင်သည်တန်ချောင်းတို့လူတိုက် င်လယ်မှပြန်လာချိန်တွင် ပိုက်တကြီးအိမ်ကထမင်းကျွေတတ်သည်ခင်ကြီးသည်ရေလုတ်သားတဲ့တွင် အသက်ငယ်ဆုံးသူနှင့်ရွယ်တူဖြစ်သောတန်ချောင်းကိုစိတ်ဝင်စားသည်တန်ချောင်းက ခင်ကြီးကိုနည်းနည်းကလေးမျှစိတ်မဝင်စားမိမဆိုသည်ကလည်းတမျိုးဖြစ်သည် သူကိုစိတ်မဝင်စားသောယောက်ျားလေးကိုသူတို့ကပို၍စိတ်ဝင်စားတတ်သည်ထိုယောက်ျားလေးများကသူတို့ပေါ်စိတ်မဝင်စားလျင်စိတ်ဝင်စားလာအောင်လုပ်တတ်သည် ယောက်ျားလေးတယောက်ကစိတ်ဝင်စားခြင်းမခံရသောမိန်းကလေးမျိုးဂယုဆိုင်ခြင်းမခံရသောမိန်းကလေးမျိုးဘသူမှမဖြစ်ခြင်းဒီတွင်ခင်ကြီးကပြည့်ရဲ့တစ်မျိုးဆင်သည် သူကစိတ်ဝင်စားဟန်ပြလျင်ကိုကလည်းသူ့ကိုစိတ်ဝင်စားဟန်ပြုရမည်ထို့ဖြင့်သူစိတ်ဝင်စားလာအောင် သူစိတ်ထဲတွင် ထူးခြားလာအောင်စူးစမ်းခြင်းလာအောင်ပြုရမည်တန်ချောင်းတို့လူတိုက်ပင်လေကပြန်လာလျင်ခင်ကြီးနှင့်အမေကထမင်းကြွေးကြရသည် ခင်ကြီးသည်ရေလုံသားမှန်သမျှကိုကိုယ်တိုင်ခုခတ်ကြွေသည်ပေါ်ရွေစွာဆက်ဆံသည်တန်ချောင်းကိုမူအဖက်မတန်သည့်နယ်ဆက်ဆံပြစ်လိုက်သည်တခြားသူထမင်းစားနောက်ကျလျင်ကိုယ်တိုင်တန်ချောင်းရှိမှပင် အမေကို အခုခံ၍ကြွေစေသည် အမေမရှိလျင်လည်းသူကိုယ်တိုင်ခုခတ်မကြွေမိဘကြောင့်တည်းမှာအတန်ပြက်ပြက်နှင့်ပြောကာတခြားသူရှောင်းသွားတတ်သည်ဒီလိုကြုံရပန်းများသောတန်ချောင်းခံပြင်းလာသည် သူကိုနှိမ်သည်ဟုထင်သည် အဖက်မတန်းသဘောထားသည်ဟုထင်သည်ထို့ကြောင့်ခင်ကြီးဒီပုံမျိုးဆက်ဆံလာလျင် ထမင်းမစားဘဲနေပြစ်လိုက်သည်ခင်ကြီးကတစ်ခါနှစ်ခါတော့မတုံပြန်တို့ရတွင်ဒီလိုပြောတိုင်းတန်ချောင်းထမင်းမစားဘဲနေပန်များတော့ခင်ကြီးမနေနိုင်တော့တညမိုးချုပ်တွင်တန်ချောင်းသည်ပင်လယ်ကန်းဆက်ပိုက်ထဲမှအိမ်သို့ပြန်လာသည်ဒီတော့ကတန်ချောင်းတို့ပင်လယ်မထွက်ကြသည် လူငါများလည်းအစုံမရောက်ကြသေး။တန်ချောင်းနဲ့အခြားရေလုံသားနှစ်ဦးကမှအိမ်မပြန်တော့ခင်ကြီးတို့ရွာမှာပဲကြံရင်ခဲ့သည်။ပင်လယ်ထွက်ဖို့ပိုက်ပါရမည်။လေများကိုလွန်တင်ရမည်။လေပေါင်းများကိုဖာရအောင်မည်။တန်ချောင်းသည်ပိုက်ပါပြီးနောက်အိမ်တို့ပြန်လာခဲ့သည်။အိမ်တွင်ဘသူမှမရှိ။ခင်ကြီးအဖေလည်းမရှိ။ခင်ကြီးအမေလည်းမရှိ။ခင်ကြီးမောင်လေးနှစ်ယောက်ကလည်းတောင်ပြင်တွင် ကစားနေကြသည်။ တန်ချောင်းကထမင်းစားရန်ခတ်တုတ်တုတ်ရေချိုသည်ယနေ့ညနေထမင်းပို၍စားသည်အတော်၏ထမင်းစားရအောင်ပြုတန်ချောင်းက အဝတ်စားလဲပြီးမိဖို့ဝါသို့တွားရက်သည်မိဖို့တဲတွင်ဘသူမှမရှိ သူ့ဖော်များလည်းမရှိ ပိုက်ဖာပြီးအရက်ဆိုင်ထွက်သွားကြရမှ အိမ်သို့ပြန်မရောက်ကြသည်တန်ချောင်းကမိဖို့ဝါတွင်အဝမှ အထဲသို့လှန့်ကြည့်နေစဉ်နောက်တွင်ရိတ်ခနဲမြင်လိုက်ရ၍လန့်ကြည့်လိုက်သည် သူမြင်လိုက်ရသည်ကခင်ကြီးခင်ကြီးကစတော်ဘယ်ရီရောင်တထွန်လက်ပြက်အနက်တွင် ခွေးဖြူရုပ်ကလေးတွေရိုက်ထားသည်တရုတ်ဟဲရတော့ဓမီကိုဝတ်ထားသည်မျက်နှာတွင်ပကွက်ကြားကတနခါခြေစုံကောင်းစုံလိမ့်ထားပြီးစပယ်တကုံးကို ပန်ထားသည်တန်ချောင်းသည်အတန်ကြာမျှခင်ကြီးကိုဆူဆိုင်ကျင်းနေမိသည် ခင်ကြီးကိုတကားမျှဒီလောက်ကြာကြီးမကြည့်ခဲ့ဘူးဒီလောက်လှ၍ဒီလောက်ချစ်စရာကောင်းသည်ဟုလည်း တခါမှမထင်ခဲ့ဒီလောက်လဲတခါမှစိတ်မဝင်စားမိခဲ့ခင်ကြီးကတန်ချောင်းအကြည့်ကို ရေမဆိုင်ရဲသဖြင့်မျက်လွာကိုချထားသည်ခမေမစားရသေးဘူးလားတန်ချောင်းကခင်ကြီးဒီကိုယ်လုံးကိုတိမ်ကျုံ၍ကြည်ရင်မေသည်ချက်ပြီပဲစားကျင်စားပေါ့ခုမှမပေးပဲဘယ်နဲ့လို့စားရမလဲလက်ရှိသားပဲခုဖာသာခုစားပေါ့ ခင်ကြီးကအရွတ်တိုက်ပြောသည်လည်းဖြစ်ခြင်းဖြစ်မည်တကယ်ပြောခြင်းလည်းဖြစ်ခြင်းဖြစ်မည်တို့ရတွင်ညီတို့ဖြစ်စေခင်ကြီးမျက်နှာအမူအရာနှင့်အတန်ကတန်ချောင်းခြင်းကို ဖိတ်သွားသည်သည်ပို၍ချစ်စရာကောင်းသည်ဟုထင်လာသည် ခင်ကြီးနှင့်တမီးစားစိတ်ကောက်နေပုံမျိုးဟု ထင်လိုက်မိသည်သည်ဝင်းပြီးခုစားတာကြိုက်မကြိုက်မသိလိုပါဟာဟိုးအဆန်းလို့လို့ခါတိုင်းလဲခုစားနေတာပဲ ခင်ကြီးကမျက်လုံးရွယ်ကြီးများဖြင့်လှန့်ကြည့်၍ပြောသည်ခါတိုင်းတော့အတော်ရှိတယ်မဟုတ်လားမရှိလေခုစားပေါ့အားလုံးကြက်နေပြီပဲနေမခုပေးဘူးလားခင်ကြီးကမဖြေဘယ်နဲ့လဲမခုပေးဘူးလားပေးနိုင်ပါကို့လက်နဲ့ကိုခုစားပေါ့တကယ်ခုမပေးဘူးလားဟိုခုမပေးနိုင်ပါဘူးဆိုနေဘယ်နှခါပြောရမလဲတန်ချောင်းဒီခင်ကြီးကိုငုံကြည့်သည် ကောက်ချောင်းပေါ်နေသောခင်ကြီးကိုလုံးကိုတံမာသောလမ်းမောင်းကြီးများဖြင့်ဖြစ်ညစ်ကာခင်ကြီးပါကိုဖေပြန်ညာပြန်မှုသည်ခင်ကြီးကကိုကိုတွန့်ကခေါင်းကိုဝှေ့ရန်ကားဖြင့်ဂျုံသည်ပါကိုနမ်းမိသည်လည်းရှိသည်နရွက်လေပင်စပင်တို့ကိုလည်းနမ်းမိသည်ခင်ကြီးကအတင်းယုံ၍လက်သည်ဖြင့်ထူသည်တို့ရတွင်မယုံနိုင် မထူနိုင်တံမာသောတန်ချောင်း၏လမ်းမောင်းကြီးများထဲတွင်ညံ့နေသည် တန်ချောင်းသည်အာရပါရမွေပြီးမှလွတ်လိုက်သည် ခင်ကြီးသည်လက်ထဲမှလွတ်သွားသည်နှင့်တန်ချောင်းပါကိုဖြန့်ကနေတစ်ချက်ရိုက်ကာအိမ်ကလောက်ဆွဲသို့ပြေးတက်သွားသည်ထိုနေ့နောက်နေ့နောက်တနေ့နေပေါင်းများစွာခင်ကြီးတန်ချောင်းကိုမျက်နှာချင်းမဆိုင်တန်ချောင်းကလည်းမျက်နှာချင်းဆိုင်မိအောင်မကြိုးစားတန်ချောင်းနှင့်ခင်ကြီးသည်တစ်ပတ်လုံးလုံးမတွေ့ကြရှေ့ရမြောက်ညနေတွင်မူပထမဆုံးအချိန်တွေ့ကြသည် ုံညံ့နေကပိုက်ထဲတွင်တန်းချောင်းတစ်ယောက်ထဲခြံရိတ်ခဲ့သည်နောက်3-4ရက်ကြာလျင်ပင်လေတို့ထွက်ကြတော်မူပိုက်များကိုအပေးဖာရမည်ထို့ကြောင့်သူတစ်ယောက်ထဲပိုက်ဖာခြံရိတ်ခဲ့သည်အချိန်ကကုံမတ်မတိကုံသွားခဲ့သည် နေလုံးနီနီကြီးကအနောက်ဖက်ပင်လေပေါ်သို့တီးအီးနေဆင်သွားသည်ခဏကြာတော့နေဝန်နီနီကြီးကပင်လေရေဆက်နှင့်ထိဆက်သွားသည်ကောင်းကင်ကနေရဲ၍ခြေပြင်ကလည်း မဟူယာတဝက်ပရမယာတဝက်ယောနေသည် နေဝန်သည် ပင်လေကိုခေါင်းခု၍အိတ်တော်မီဒီမဒီမအုတ်စီကိုကန်၍တတဲမဲမဲပိုက်ဖားနေစဉ်အတန်တကြံကြောင့်တန်ကြောင်နောက်သို့လှည့်ကြည့်မိသည် အနီယောင်တထွန်အင်ကြီးအနီယောင်လုံးကြီးနှင့် အနီယောင်စင်မီတော်ပွင့်တပွင့်ကိုဆင်မြန်းထားသောခင်ကြီးခင်ကြီးတကိုယ်လုံးသည်နီးနေသည် ဝင်လူစဲနေအောင်ကြောင့် အသားကပန်းတူသွေးတောင်နေသည်။တန်ချောင်းသည်ခင်ကြီးကိုရွှွန်ရွှန်ဆာဆာချိန်နေသည်။ဒီမရှင် အမေကထမင်းစားခေါ်ခိုင်းလိုက်လို့ငိုချုပ်လာပြီတဲ့။တန်ချောင်းကအုတ်စီကိုလက်မချ၍ထားရင်ပြုံချည်သည်။ဘသူခုပေမှာလဲ။ဘဲတိမလဲအမေခုပေမှာပေါ့။ခင်ကြီးကမျက်စောင်းတစ်ချက်ထိုး၍ကြည့်ရင်း ပြန်ရန်လှည့်သည်။တန်ချောင်းကနောက်ကလိုက်လာသည်။ ခဏနေပေါင်းခင်ကြီးခင်ကြီးကမရက်ရှေးကတုတ်တုတ်သွားသည်ခင်ကြီးခဏနေပေါင်းဒီတော့မှခင်ကြီးကရက်ရွေးတမင်လေပြန်လှည့်ကြည့်သည်ဘာလို့မလို့လဲဟိုတလောကကိစ္စကိုစိတ်ဆိုးတော့မဲလားခင်ကြီးကမဖြေဆက်လျှောက်သည်တန်ချောင်းကလည်းဘေးချင်းရှင်၍လျှောက်လာသည်ငါအရင်ကနင့်ကိုစိတ်မဝင်စားဘူး ဒါပေမဲ့အဲ့ဒီနေ့ကတော့စိတ်ထဲမှာတမျိုးကြီးပဲ။ဘာဖြစ်သွားမှန်းမသိဘူး။ဘာဖြစ်ရမလဲ။ဟွန်း။ခင်ကြီးကမျက်ဆောင်ထိုသည်။ငါ့ကိုစိတ်ဆိုးတော့မဲ့လာရင်ခင်ကြီး။ငါနေ့ကိုချက်နေတာကြာပြီ။ဒါပေမဲ့အစတုန်းကတော့နေ့ကို ချက်နေမှန်းငါ့ကိုငါမသိဘူး။အဲ့ဒီနေ့ကမှအစသိတယ်။ငါနေ့ကိုမမြင်ရတော့အလုပ်လုပ်ရတာလည်းစိတ်မပါဘူး။ဒီတစ်ခါပင်လေသွားရင် ပင်လယ်ထဲမှာရင်နှစ်သေးခဲ့ရင်လည်းကောင်းသားခင်ကြီးကတန်ကြောင်မျက်နှာကိုဆက်ကနေလှည့်ကြည့်လိုက်သည်တန်ကြောင်အပြောင်အပြည့်ပြောနေခြင်းမဟုတ်သူ့မျက်နှာကလေးနဲ့သည့်အသွင်ကိုစောင်းနေသည်သေခဲ့ပါလားတကယ်လားခင်ကြီးတန်ကြောင်ကခင်ကြီးရှေ့ကစီရဲ၍မေးသည်တကယ်ပေါ့ပင်လယ်ထဲရင်နှစ်သေးသွားလဲအေးတာပေါ့ခင်ကြီးကပြောသည် စိတ်ထဲကတော့ပြုံးမိသည် နေငါ့ကိုစိတ်ဆိုးတော့မဲ့လာရင် ဟုတ်တာပေါ့နေငါ့ကိုစိတ်ဆိုးလို့ပားရိုက်သွားတာပေါ့ထက်ကိုရိုက်အောင်မလားရိုက်လေတန်ချောင်းကပါးကိုထုတ်ပေးသည်ဘာလဲတကယ်ရိုက်ခံကျင်သေးလို့လားရိုက်ပါတန်ချောင်းကကိုပါးကိုတစ်ချက်ရိုက်ရင်နှစ်ချက်ပြန်ရိုက်တတ်တဲ့កောင်မျိုးဒါပေမဲ့နေကိုတော့ငါလက်စားမချေပါဘူးနေရိုက်တဲ့လောက်ငါခံမယ်ရိုက်ပါတန်ချောင်းကသူ့မျက်နှာကြီးကိုထုတ်ပေးသည် တော်ပါလူတွေမြင်းကုန်ပါမယ်မရက်ချင်ပါဘူးတကယ်မုန်းစရာကောင်းတယ်တကယ်မုန်းသလားမုန်းတယ်မုန်းတယ်မုန်းသည်ဆိုတော့လေခင်ကြည့်မျက်နှာနဲ့မျက်လုံးများကပြုံနေသည်ဒီလောက်တော့တန်ချောင်းနားလေသည်ထို့ကြောင့်တန်ချောင်းသည် ခင်ကြည့်ပါးနှစ်ဖက်ကို ရုတ်တရက်နမ်းလိုက်သည်ဟိုးလူတွေမြင်းကုန်မယ်ဖဲ့ပါတန်ချောင်းကလှုပ်လိုက်သည်ကဲရှိုင်းအောင်လေဒီဘက်ပါဦး တော်ပါလာသွားမယ်နောက်ကြလို့အမေစူးနေမယ်ခင်ကြီးကရှေ့ကစိုက်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 နဲ့ထွက်သွားသဖြင့်တန်ချောင်းနောက်ကလိုက်လာခဲ့သည်အိမ်ရောက်တော့မောင်းနေပြီဒီတစ်ခေါက်ပင်လေထွက်ရသည်ကိုတန်ချောင်းပိုပြော်သည်စိတ်ပေါ်ပါဖြက်လက်သည်အလုတ်လဲပို၍တွင်ကျဲသည်ကျဲသည်လောက်ရန်ခယူလှလှကလေးတွေကိုကောက်သည်ကျွန်းကျွန်းရောက်တော့ပလဲလှလှလေးတွေတွေ့သည်ဖြင့်ခင်ကြီးငကက်ကွင်းရန် လှလှနှလုံးဝဲခဲ့သည်ပင်လေပြင်ကြီးတဲ့တွင်ငါဖန်ရင်လဲသူနှင့်ခင်ကြီးတို့၏အနာကက်အိမ်တော်ကြီးကိုတိဆောက်ကြည့်သည်ဒီတစ်ခေါက်ပင်လေကအပြန်တွင်ချစ်သူခင်ကြီးနှင့်ပြန်လေတွေ့ဆုံရသဖြင့်ဝမ်းသာတော်လဲသတင်းစိုးတစ်ခုကြားရသည်သတင်းကအမေဆုံးမီဆိုသည့်သတင်းဖြစ်သည်တန်ချောင်းတရချောင်းတို့ပြန်ရသည်သူတို့လှုပ်လှုပ်ခဲ့ပိုးသည့်ခြံဝကတဲကလေးမှာအမေဆုံးခြင်းဖြစ်သည် ။အမေအာတုဘကိုတန်ချောင်းပင်ချရာသည်။အမေဤအကျွေး200ကျော်လောက်ဆက်ရသည်။အမေအာတုဘက200ကျော်လောက်ဂုံသည်။ဒီတုန်းကတန်ချောင်းလက်တွင်ငွေတရာမဲ့မဲ့သာရှိသည်။ထို့ကြောင့်အတိုးဖြင့်ချေရသည်။တန်ချောင်းအမေလောင်းကိုမမီလိုက်။အမေတေတော့တာဝန်ခံ၍အတုပချမိသူမရှိ။အရက်ကဝိုင်း၍တကြိုပေးလိုက်ရသည်။တန်ချောင်းပြန်လာတော့အရက်ကပြူတူပြဲတဲ့ကြည်ကြသည်။ အချင်းချင်းတီတူစကားပြောကြသည်တန်ချောင်းထိုချောင်းကို မစင်စားမီသူရောက်သည့်နေ့တွင်ဆရာဖုံးတော်ကြီးကိုဝတ်ပြုတော်မှဆရာဖုံးတော်ကြီးကပြောပြသဖြင့်သိရခြင်းဖြစ်သည်တန်ချောင်းလာဆရာဖုံးတော်ကြီးကတန်ချောင်းကိုကြည်၍မေးသည် သူအတန်မတုံအောင် တမင်ထိန်ထားရဟန်ရှိသည်ဒီမဖေဟာဆရာဖုံးတော်ကြီးကအနိစ္စအကြောင်းကိုဟောသည် ထို့နောက် ဥပိ္ပစေတကကံအကြောင်းကိုပြောပြသည်။ရံကိုရံချင်းမတုံနှင်းဖို့ဟောသည်။တန်ကြောင်ဆရာတော်ဖုန်းတော်ကြီးတရားကိုနားမလဲ။ဥပိ္ပစေတကကံဆိုသည်မှာတပါးသူတက်၍တရားသည့်ကံကိုဆိုကြောင်းကိုတော့သိသည်။ရံကိုရံချင်းမတုံနှင်းရဆိုသောစကားကိုလည်းနားလေသည်။တို့ရတွင်ဆရာတော်သည်ညီတိအတိတ်ပဲဖြင့်ဒီစကားများကိုမိန့်ကြားနေသည်။ဒီချက်ကိုတန်ကြောင်နားမလဲ။ စိတ်ခိုင်ခိုင်ထားဆရာတော်ကတရားဓမ္မကိုတိုက်ကြွေးပြီးမှတန်ချောင်းအမေတရားပုံကိုပြောပြသည်တန်ချောင်းအမေက အသေးဆိုသည်လက်နက်ကိုင်းလူတစုကအရံမူလာကသူ့အမေကို အာဓမ္မပြုကျင့်ရန်ကြိုးစားသည်တန်ချောင်းအမေသည် အကြောက်ကြောက်အယွံ့ယွံ့ဖြင့်ဘုန်းကြီးကျောင်းသို့ပြေးလာသည်ဒီဖြစ်ဖြစ်ကိုဆရာတော်လည်းမြင်သည်ဆရာတော်ကဟန်တာသည်တို့ရတွင်ဆရာတော်နောက်ကျသွားပြီ လက်နက်ကိုင် လူတစုသည်တန်ကြောင်အမေကိုဆွဲခေါ်သွားကြသည်နောက်တစ်နေ့ကျတော့ရွာနှင့်ခလန်းလန်းတွင်တနက်တန်ရများနှင့်သေဆုံးနေသောတန်ကြောင်အမေအလောင်းကို တွေ့ရသည်ဒီတော့မှသူတို့ရွာကလူများ သူ့ကိုပြွတ်ပြွတ်ပြဲပြဲကြည့်ရသည့်အကြောင်းကိုတန်ကြောင်နားလည်သည်အမေမရှိသည့်အခါတဲ့ရချောင်းတွင်တန်ကြောင်ဖို့တွေ့တာစရာမရှိတော့သူတို့တဲကလေးကိုလည်းငွေတရားနှင့်ရောင်းပြခဲ့သည် တရချောင်းကိုတန်ရောက်စဉ်ဖြတ်လိုက်ပြီးနောက်ထပ်နှစ်ခေါက်လောက်ပင်လေထွက်ပြီးနောက်မိုးကျလာသဖြင့်တန်ချောင်းအလုံးမရှိတော့ခင်ကြီးတို့အဖေနဲ့အမေတို့ကသူတို့စီတွင်တမိုးခို၍အိမ်ကပိုက်ဖာလေဖာလုပ်ငန်းများကိုကုလုပ်ရန်ပြောသည်တို့ရတွင်တန်ချောင်းလက်မခံအတိုးတက်နေသောအကျွေးကလေးများကိုဆက်ချင်သေးသည်အကျွေးရှင်လျင်ဝေစာလေးပါလေးစုပြီးခင်ကြီးကိုတောင်းရန်ယူခြင်းသည် ဇီဗျူတောင်ကသူ့ဖို့ဝင်ငွေမရှိခင်ကြီးတို့အိမ်တွင်လှုပ်ရှားကန်စာဖြစ်နေရမည်ဖြစ်၍ဝင်ငွေရเสียရမမြင်ထို့ကြောင့်တန်ချောင်းတဝဲတို့ထွက်လာခဲ့သည်တဝဲမှာအလုပ်ပေါ်သည် ပထမတော့နိုင်အောင်ဘတ်တို့သွားကပေါန့်ခိုကုံအထမ်းလိုက်သည်တို့ရတွင်တန်ချောင်းမပြော သူကစိတ်ဆက်ဆန်းဒီလုံမျိုးကရှုပ်ရှုပ်ထွေးထွေးနှင့်ဆိုလျင်တနေ့ပြတနာတက်မည် ဒီထဲတွင် သူကြောင့်မောင်ခိုပစ္စည်းပျောက်သည်ဖြင့်အယောပေးခဲ့ရသည်သည် အကျိုးဆက်ရန်ဆုထားသောငွေကလေးကလည်းကုန်သွားပြီထို့ကြောင့်တန်ချောင်းထိုလောက်တွင်မပြောပိုင်းထို့မြမကတန်ချောင်းပင်လေကိုလွမ်းသည်ကုန်းပေါ်မှနေရသည်ကို အတားအဆီးမရှိသော ပင်လေကြီးထဲတွင်တွားရသလိုလွတ်လပ်ခြင်းမရှိဟုခံစားရသည်ထို့ကြောင့်တန်ချောင်းတဝဲပြန်လာကဆက်လေလိုက်သည်ပုံမှန်လိုက်ခြင်းမဟုတ် ခောက်ရည်ဖြင့်လိုက်ခြင်းဖြစ်သည်အာလျင်ဇီးပြူတောင်ဘက်ခင်ကြီးတို့ဘက်ဝင်သည်ဒီတစ်ခေါက်ဇီးပြူတောင်ရောက်တွင်တရင်စိုးတစ်ခုကြားလိုက်ရသည် ထိုတရင်ကခင်ကြီးစစ်ဘိုးတယောက်နှင့်လက်ထက်လိုက်ပြီးဟုဆိုသည်တန်ချောင်းသည် ခင်ကြီးအိမ်သို့မသွားတော့အဖော်ကောင်းသည်နှင့်အရက်ကိုမူးအောင်တောက်ခါတညာလုံးနေပြီးတဝဲသို့ပြန်လာခဲ့သည်ရှိခုတော့ဇီးပြူတောင်နှင့်လည်းအဆက်ပြတ်ပြီးဒီလိုဖြင့် တဝဲက14များတွင် ခြေကောက်ဖြင့်လိုက်ရင်ငွေငန်း14ပိုင်ရှင်ဥပယံနှင့်တွေ့သည်ဥပယံတန်ချောင်းကိုအကဲခတ်သည်နောရကောင်ကိုခန်း၍ကောင်းမကောင်းအကဲခတ်တကယ်သို့တန်ချောင်းကို လေ့လာသည်တန်ချောင်း၏ကျွမ်းကျင်မှု အလုတ်စူးစမ်းမှုနှင့်တန်ချောင်း၏ကာယပလကိုကြည့်၍သူဆက်လေတွင် အမြဲလိုက်ရန်ခေါ်သည်တန်ချောင်းအကျွေးဆက်ရန်အတွက်လည်းငွေ900ထုတ်ပေးသည်တို့ဖြင့်တန်ချောင်းသည် ဝင်ငန်းဆက်လေးနဲ့မြိတ်တို့လင်္ကာကောက်ရောက်ခဲ့သည် သူဆန်စာရဲမဆိုသည့်အတိုင်းအလုတ်ကိုကြိုးကြိုးဆဆလှုပ်ခဲ့သည်တို့ရတွင် ဥပယံကတန်ချောင်း၏ယူသားမှုနှင့်စူးစမ်းမှုကို အခွင့်ကောင်းယူသည်တန်ချောင်းပေါ်တွင်အကျွေးရှိနေသည်ကိုလည်းအခွင့်ကောင်းယူသည်တချို့မောင်ကိုလုပ်ငန်းများတွင်တန်ချောင်းကို လူငှားအဖြစ်အသုံးချသည်မြိတ်နောက်ဘက်ကကျုံးစုများတွင် အခြားနိုင်ငံမှတိတ်တဆိတ်ဝင်လာသော မွန်ဂိုဆက်လီများစိုက်တက်သည်ထိုကျွန်းများသို့တန်ချောင်းကိုဆစ်လွှတ်၍ပစ္စည်းအတင်ခိုင်းတက်သည် စင်စစ်ဥပယံသည်တန်ချောင်းကိုဒဇာကန်ခိုင်းခြင်းမျှသာဖြစ်သည်ရဲကဖမ်းမိလျင်တန်ချောင်းဖမ်းခံရမည်ဥပယံကပစ္စည်းဆုံးရှုံးရုံကလွဲ၍ဘာမျှထိခိုက်မည်မဟုတ်နာမည်လည်းမပြဲလူလည်းဒုက္ခမရောက်ဒီဘက်တွင်ပတ်စံရှိသူတို့ကဒီလို လူငါးများနဲ့မောင်ခိုလောက်ကြသည် လူငါများကိုတစားခံခိုင်းကြသည်။တန်ချောင်းကပင်လယ်တွင်ပြောတော်လဲဒီလိုကိစ္စမျိုးသိမ့်မလုပ်ချင်းသူဘာသာသူတငါလှုပ်ရှားခြင်းသည် အတားစီမရှိသောပင်လယ်ကြီးထဲတွင်ကိုဘာသာကိုလွတ်လွတ်လပ်လပ်လှုပ်ကိုင်စားခြင်းသည်မြည်သည့်အနောင်ဖွဲ့ကိုများမခံခြင်းတို့ရတွင် ဥပယံ၏အကျွေးကြေလျင်သောဒီတစ်ခေါက်ဆက်လီမလိုက်တော့တငါလေးတိတိတစင်းကိုဆက်တူဝဲကငါဖန်ထွက်မည်ဟု စိတ်ကူထားသည် ယခုတစ်ကြိမ်သည်ဥပယံ၁၄တွင် နောက်ဆုံးခေါက်ဖြစ်သည်ဒီတစ်ခေါက်တွင်ယခုလိုဖြစ်မျိုးကြုံရခြင်းဖြစ်သည် ဥပယံကြွေးကြေလျင်လေတစင်းဝယ်၍ငါဖန်ထွယ်အောင်မည်တို့ရာတွင်ခင်ကြီးတို့ဇီးပြူတောင်ဘက်ကိုတော့မသွားခြင်းတော့ခင်ကြီးကိုတန်ရောစဉ်ပြက်ပြီးမိမဆိုသည်မှာအသက်နှလုံးကင်းမဲ့သောတရဝါတစ်မျိုးဖြစ်သည်ဟုတန်ချောင်းဆွဲသွားပြီးတကားလိုချိုသောစကားမျိုးကိုပြောတတ်၍ တမလိုခါသောစိတ်ထားရှိသည့်အထုတရဝါဟုတန်ကြောင်ဆွဲသွားပြီအခုပြောသလိုပဲမိမတွေဟာပင်လေကြီးလိုပဲနားလေရခက်တယ်မာယာများတယ်အခုငိမ့်နေပေမဲ့ခဏကြာရင် မုံတိုင်းခံလာတာတန်ကြောင်ကပင်လေကြီးကိုငေးကြည့်ရင်သူ့ဇက်လန်းကို အဆုံးသက်သည်ဒါပေမဲ့ပင်လေပြင်ကြီးဟာဘလောက်ပင်မာယာများများမင်းဟာပင်လေပြင်ကြီးကိုချစ်တယ် ပင်လယ်မှာပျော်တယ်ဆိုတာတော့တတိထာနော်။တန်ချောင်းကကိုနန္ဒစကားကို နားမလည်တလို့လှည့်ကြည့်သည်။ကိုနန္ဒကပြုံသည်။မိမဟာပင်လယ်လိုမာယာများတယ်အတိရခက်တယ်။တို့ယောက်ျားတွေကဘလောက်ပဲပြောကြပေမဲ့တကယ်ကျတော့ဒီပင်လယ်ကြီးကိုပဲချစ်ပြီးဒီပင်လယ်ထဲမှာပဲကုခတ်ချင်နေကြတာပဲမဟုတ်လားကွာ။ဟာအကိုကလည်းတန်ချောင်းကဆက်ပြုံပြုံသည်။ ုဏ္ဏစကားကို သဘောပေါက်သွားသဖြင့်မျက်လုံးများကိုမေ့ကာပင်လေကိုချိန်နေသည်တကယ်တော့မိမတွေကတစ္ဆာမရှိတာမဟုတ်ပါဘူးကွာစနစ်ကတစ္ဆာမရှိတာပါငွေရှိသူနဲ့ငွေမရှိသူဂုံရှိသူနဲ့ဂုံမရှိသူရဲလို့ကွဲပြားနေသည်များဒီလိုပဲတစ္ဆာမဲ့မှုတွေတစ္ဆာဖောက်မှုတွေလှည့်စားမှုတွေရှိနေအောင်ပါခင်ကြီးကပိုက်ကြီးသမီးပိုက်သမားကို မချစ်တာဟာသဘာဝကျပါတယ် ဘဝချင်းလူတန်းစားချင်းမတူကြပဲကို အချစ်ဆိုတာဘလောက်ပဲဆွမ်းအားကြီးမားတယ်လို့ပဲပြောကြပေမဲ့လူတန်းစားဘဝကိုတော့မကျော်လွှားနိုင်ပါဘူးဒနရှင်နဲ့ဆင်းရဲသာပျက်စီးရှိနဲ့ပျက်စီးမဲ့ရဲလို့လူတန်းစားတွေရှိနေသမျှကာလပတ်လုံးအချစ်ဟာလည်းဘဝတူတဲ့လူချင်းလူတန်းစားတူတဲ့လူချင်းချစ်တဲ့လူတန်းစားအချစ်ပဲရှိမှာပဲကိုနန္ဒာကသူ့ကြဘူးနာဝရှိသည့်အချစ်အပြီးတမာကိုပြောပြသည် တန်ချောင်းနဲ့ခင်ကြီးတို့အချစ်နဲ့သူနဲ့တွေတို့၏အချစ်ကိုလည်းနှိုင်းရှင်စဉ်းစားမိသည်တန်ချောင်းတို့ဇလန်း၌တန်ချောင်းက ပိုက်သမားခင်ကြီးကပိုက်တကြီးသမီးသူနဲ့တွေတို့ဇလန်းမှာတော့သူတို့နှစ်ယောက်စလုံးသည်ညို့နေအလက်တန်းစားအောက်လွှာတွေကဂျုံကန်လှုပ်ရှားနေရသူနှစ်ဦးတန်ချောင်းရေဟိတ်တန်ချောင်းကိုနန္ဒာဗျိုးကိုနန္ဒာ